ကဘာကျဝန်းမှာဆဲလိတ်တောက်တုံးခြင်းကြောင့်နှစ်စဉ်နှစ်တိုင်းလူသားပေါင်းများစွာတည်ဆုံနေကြရတဲ့အပြင်တဆင့်ကန်ဆဲလိတ်ငွေ ရှူဆိုင်မိမှုကြောင့်လည်းဆဲလိတ်မတောက်သူတွေပါစံမာရေးအန္တရာယ်နဲ့ကြုံတွေ့နေကြရပါပြီဆဲလိတ်တောက်ရာကနေထွက်လာတဲ့မိကုံးမှာစံမာရေးကိုအန္တရာယ်ပေးနိုင်တဲ့ဓာတ်ရုပ်ပစ္စည်းပေါင်းတထောင်ကျော်ပါဝင်နေပြီးကင်ဆာဖြစ်စေနိုင်တဲ့ကာစီနိုဂျင်ပေါင်း250လောက်နဲ့ တခြားအစိတ်အတော့ဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေပါဝင်နေပါတယ်။ဆီလိတ်တောက်သူတိုင်းကဒီလိုဆိုးကျိုးပေးတဲ့ဆီလိတ်ကိုဖျက်ချင်ကြပင်မဲ့လူအများစုကတော့ဘဝတစ်လျှောက်လုံးဘလို့မှဖျက်လို့မရတာကိုတွေ့ရမှာပါ။ဆီလိတ်ဖျက်ရတာဟာကဘာပေါ်မှာအခက်ခဲဆုံးအလုပ်တွေထဲကတစ်ခုလိုတောင်ဆိုနိုင်ပါတယ်။ဒီနေ့လေ့လာရမယ့်စာအုပ်မှာတော့ဆီလိတ်ဖျက်ဖို့အတွက်ဘလို့အရာတွေကခက်ခဲနေစေတာလဲ။ လူတယောက်ဟာစိတ်လေးကိုအပီးတိုင်ဆွလွနိုင်မှုဘာတွေလုပ်ရမလဲဆိုတာကိုနားဆင်ရမှာဖြစ်ပြီးအလွယ်ကူဆုံးစိတ်လေးဖြတ်နည်းကိုပါသိရှိလေ့လာရမှာဖြစ်ပါတယ်။စိတ်လေးတောက်ခြင်းဟာလူခန္ဓာကိုယ်ကိုပုံစံအမျိုးမျိုးနဲ့ထိခိုက်စေနိုင်တယ်ဆိုတာကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။စိတ်လေးတောက်ခြင်းဟာအသက်ရှူလမ်းကြောင်းစနစ်နှလုံးသွေးကြောစနစ်အာရုံကြောစနစ် အစာချေစနစ်နဲ့မျိုးပေါင်းစနစ်တွေကို အကြီးအကျယ်ထိခိုက်စေနိုင်ရုံတင်မှာကကင်ဆာရောဂါအထိပါခံစားရစေနိုင်ပါတယ်။ကဘာတဝန်းမှာဆေးလိပ်တောက်သုံးခြင်းကြောင့်နှစ်ဆယ်နှစ်တိုင်းလူတန်းပေါင်းများစွာတည်ဆုံနေကြရတဲ့အပြင်တဆင့်ကန်ဆေးလိပ်ငွေရှူဆိုင်မိမှုကြောင့်လည်းဆေးလိပ်မတောက်သူတွေပါကျန်းမာရေးအန္တရာယ်နဲ့ကြုံတွေ့နေကြရပါပြီ။ဆေးလိပ်ငွေတွေကြောင့်ကလေးသူငယ်တွေမှာပန်းနာရင်ကျပ်ဖြစ်မှု မွေးကင်းစကလေးငယ်တွေရုတ်တရက်တိတ်ဆုံးရမှုတွေအပြင်လေပြုံရောင်ရမ်းမှုနဲ့အဆောက်ရောင်ယောဂါတွေကိုလည်းပိုဆိုးရစေပါတယ်။ဆဲလိတ်ဟာကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်မှုဖြစ်စေမှန်းသတိပြုမိလာတဲ့အခါမှာတော့ဆဲလိတ်တောက်တုံးသူတွေဟာဆဲလိတ်ဖြတ်ဖို့ကြိုးပမ်းလာကြပါပြီ။ဒါပေမဲ့ဆဲလိတ်ဖြတ်ဖို့အကြိမ်ပေါင်းများစွာကြိုးပမ်းပေမဲ့ကြာရှုံးသွားတဲ့အရေတက်ကလည်းဒုနဲ့ဒီပါပဲ။ဆဲလိတ်တောက်တာဟာအရေပြားကိုငွဲချောက်စေတဲ့ တွဲဖီအားများစေတယ်အဆုတ်ယောဂတွေရစေတယ်ကင်ဆာယောဂကိုဖြစ်ပွားစေနိုင်တယ်ဆိုတော့မကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်ဒါပေမဲ့စိတ်လိတ်တမာတချို့ကတော့စိတ်လိတ်တောက်တာတောင်မှအသက်ရှင်ရှင်နေသွားတဲ့သူတွေထဲမှာသူတို့ရော မပါနိုင်ဘူးလားဆိုပြီးစိတ်လိတ်ကိုဆက်တောက်ခြင်းနဲ့စိတ်ကြောက်အတွေးမှားတွေတွေးတတ်ကြပါသေးတယ် ိုဆိုတာကစိလိတ်ကုံမရီတွေအနေနဲ့သူတို့ရောင်အားကောင်းဖို့အတွက်ရုပ်ရှင်တွေကြော်ညာတွေကနေတဆင့်စိလိတ်တောက်တာဟာယောက်ျားပီတာတဲ့ဆဲဆာမှုရှိစေတဲ့ဆိုတဲ့ဖျားယောင်းမှုတွေထဲမှာလူတွေနှစ်မျိုးပျော်ဝင်တတ်ကြတာပါပဲစိလိတ်ဖျက်ဖို့အတွက်ဘလို့အရာတွေကအခက်ခဲနေစေတာလဲလူတယောက်ဟာစိတ်လေးကိုအပီးတိုင်ဆုံးလွတ်နိုင်မှုဘာတွေလုပ်ရမလဲဆိုတာကိုလမ်းညွှန်ပြသထားတဲ့ဒီစာအုပ်ကတော့ စိတ်လေးကို33နှစ်လောက်ဆွဆွမြဲမြဲတောက်သုံးခဲ့ဘူးတဲ့အင်္ဂလိပ်စာရေးဆရာအယ်လန်ကာကရေးသားထားတာဖြစ်ပါတယ်။သူဟာအောင်မြင်တဲ့စိတ်ရင်းကိုင်တယောက်ဖြစ်တယ်လို့စိတ်လေးမတောက်ရရင်တည်သွားမလို့စိတ်လေးကိုဆွဲလန်းခဲ့သူဖြစ်ပြီးစိတ်လေးဖြတ်ဖို့ကိုလည်းအကျဉ်းပေါင်းမရေမတွက်နိုင်အောင်ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပါတယ်။ ။နောက်ဆုံးမှာတော့သူဟာစိတ်လိုက်ဖြတ်ဖို့လွယ်ကူတဲ့နီလန်တရက်ကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒီအကြောင်းကို စာအုပ်တအုပ်အဖြစ်ရေးသားတင်ပြလိုက်တာပဲဖြစ်ပါတယ်။အခု ပထမဆုံးအနေနဲ့လူတွေဘာကြောင့်စိတ်လိုက်တောက်ကြရလဲဆိုတဲ့အကြောင်းအရင်းကိုဆွေးနွေးသွားပါမယ်။လူတွေဘာလို့စိတ်လိုက်တွေတောက်ကြရလဲ။စိတ်လိုက်တောက်ရခြင်းရဲ့အကြောင်းရင်းတွေထဲမှာသူများတောက်လို့လိုက်တောက်တာယောက်ျားပီတာတယ်ထင်လို့တောက်တာ ဆွဲဆောင်မှုပိုရှိစေတယ်ထင်လို့တောက်တာအပန်းပြေစေတာအာယုံဆုဆိုင်မှုကောင်းစေတာစိတ်ကူးညံကွန်မြူးလို့ကောင်းတာစတဲ့အချက်တွေအများကြီးရှိပါတယ်အမှုပညာဖန်တီးသူတွေဆိုရင်လဲစိတ်လိတ်တလိတ်ကိုအဖော်ပြုတ်ပြီး သူတို့ရဲ့အမှုပညာမြောက်ဖန်တီးမှုတွေကိုလှောက်ဆောင်တဲ့အလေးအထရှိကြတာပါစာရေးသူခါကတော့ ဆွေလေးတောက်တောင်းမှုဟာအပေါ်ကပြောခဲ့တဲ့အကျိုးကျေးဇူးတွေကိုဘာတခုမှမပေးနိုင်ပဲဒါရီဟာဆွေလေးတောက်သူတွေရဲ့အစွဲမတွေသာ ဖြစ်တယ်လို့ဆိုပါတယ်ဒီအစွဲမတွေဟာကုပဝင်းကျင်ရဲ့အုံနောက်ဆေးခံရမှုကြောင့်ဖြစ်ပေါ်လာတဲ့အယူအဆမှားတွေဖြစ်ပါတယ်လူတွေဟာကိုကျင်လျာပဝင်းကျင်နဲ့မြင်တွေ့ရတဲ့အရာတွေရဲ့လွှမ်းမိုးပုံသွင်းမှုကိုကိုယ်စိတ်ထဲမှာသိနာလဲထားတာထက်ပိုပြီးတော့ခံကြရလေရှိပါတယ် လူအုံနောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့အထဲမှာ အားကစားပွဲတွေအခမ်းအနားတွေရုပ်ရှင်ဇာတ်ဝင်ခန်းတွေကနေတဆင့်ပိပိကြော်ညာတဲ့ဆေးလိပ်ကြော်ညာတွေလည်းပါဝင်ပါတယ်။ဥပမာအားဖြင့်ရုပ်ရှင်ဇာတ်ကားတွေထဲမှာတရားခံကိုစစ်ဆေးမေးမြန်းနေချိန်မှာဖြစ်ပေါ်နေတဲ့စိတ်တင်းကြပ်မှုတွေကိုရှော့ချဖို့အတွက်ရဲကဆေးလိပ်တောက်တာဖြစ်ဖြစ် ရဲရဲတရခမ်းမှာစေးလေးတောက်တာပဲဖြစ်ဖြစ်လှုပ်လေးရှိပြီးဒီလိုမြင်ကွင်းမျိုးတွေကိုရုပ်ရှင်တွေထဲမှာမကြာခဏတွေ့မြင်ရတတ်ပါတယ်။ဒီလိုရုပ်ရှင်ဇာတ်ဝင်ခန်းတွေကပေးတဲ့ဖုံးကွယ်ထားတဲ့သတင်းစကားကစေးလေးဟာလူကို စိတ်ပြေရောစေတယ်၊တက်တောင့်တက်တာဖြစ်စေတယ်ဆိုတဲ့သတင်းစကားပါပဲ။စာရေးသူခါးကတော့ဒါရီအကောင်လုံးဟာစေးလေးနဲ့ပတ်သက်ပြီးလူတွေရဲ့မှားရင်းနဲ့ခံယူချက်တွေလို့ဆိုထားပါတယ်။ ကြားအပြင်နောက်ထပ်အစွဲမှတစ်ခုကစိတ်ခွန်အားနှဲပါသူတွေသာစိတ်လိတ်လို့မူးယစ်စေတတ်တဲ့အရာတွေကို တွယ်ညှိကြတယ်ဆိုတာပါပဲဒါပေမဲ့စိတ်ခွန်အားနှဲပါသူတွေဟာစိတ်လိတ်ကို ပထမဆုံးအကြိမ်တောက်တဲ့အခါမှာဖြစ်တဲ့ချောင်းဆိုးတာမူးဝေတာပြုတ်ကျင် အန်ဂျင်နာတွေကိုမခံစားကြနိုင်တဲ့အတွက်စိတ်လိတ်ကိုတစ်ဖွာနှစ်ဖွာတောက်ပြီးတာနဲ့ချက်ချင်းလက်လျှော့သွားတတ်ကြပါတယ်အမှန်တော့ စိတ်ထဲစမ်းခိုင်တဲ့လူတွေနဲ့အထက်တန်းလွာက လူတွေသာ စိတ်လေးကိုဆွဆွမြမြတောက်ကြတာပါဒီလူတွေကိုအားကြပြီးသူတို့ကို စိတ်လေးတောက်ရင် ကိုယ်လည်းအထက်တန်းကြမယ်ဆိုတော့ခံယူချက်အမှားတွေကြောင့်လိုက်တောက်ကြတဲ့လူတွေလည်းအများကြီးရှိပါသေးတယ်စိတ်လေးမှာနီကိုတင်းကြပါဝင်နေဆိုတာကို လူတိုင်းလူလူသိကြပါတယ်ဒါပေမဲ့နီကိုတင်းဟာလည်း ။ဘိန်းဖြူနဲ့ဆေးကြောက်လိုမျိုးဆွဲလန်းမှုကိုဖြစ်စေတဲ့မူးယစ်ဆေးဝါးတစ်မျိုးပဲဆိုတာကိုတော့သိပြီးသတိမထားမိကြပါဘူး။နီကိုရင်းဟာလူခန္ဓာကိုယ်ထဲမှာဇီဝဖြစ်ပြမှု အထူးမြန်ဆန်တဲ့ဓာတုပစ္စည်းဖြစ်တာကြောင့်သွေးထဲမှာနီကိုတင်ပါဝင်မှုနှုန်းဟာဆီလိတသုံးပြီးနိုင်ဝက်အတွင်းမှာ90ရာခိုင်နှုန်းနဲ့နောက်နိုင်ဝက်မှာ25ရာခိုင်နှုန်းအထိရောကြမှုမြန်ဆန်ပါတယ်။ ဆေးလိတ်တောက်တာကိုရက်လိုက်ပြီးဆိုတာနဲ့သွေးထဲမှာရှိတဲ့နီကိုတင်ပမာဏကလှင်းလင်းမြန်မြန်ကျဆင်းလာတာကြောင့်လူဟာငြိမ့်ွေတာပြာရခတ်တာကနာမငြိမ်ဖြစ်တာစတဲ့ခံစားချက်တွေဖြစ်ပေါ်လာပါတယ်။ဒီခံစားချက်တွေဟာဆွလန်းစေတဲ့အရာတစ်ခုခုကိုဖျက်ချလိုက်တဲ့အခါဖြစ်ပေါ်တတ်တဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာမအိမတာဖြစ်မှုတွေပါပဲ။ဆေးလိတ်တောက်သူတယောက်ဟာဒီလိုမအိမတာဖြစ်မှုတွေတက်တာစေဖို့အတွက် စိလိတ်တလိတ်ကိုထပ်မံမိညိတဲ့နီလန်းကိုသာအလွယ်ကူဆုံးရွေးချယ်ဖြစ်ကြပါဗါးစိလိတ်တလိတ်ထပ်တောက်လိုက်တာနဲ့ခဏစက္ကန့်အတွဲမှာအဲ့ဒီမအိမတာဖြစ်မှုတွေပြောက်ွယ်သွားပြီးဒါဟာစိတ်လိတ်တောက်လိုက်လို့စိတ်ဖိစီးမှုနဲ့မကောင်းတဲ့ခံစားချက်တွေကိုရောပါပြောက်ွယ်စေတဲ့ဆိုတော့အဆွဲမားကိုဖြစ်ပေါ်စေတဲ့အခြေခံအကြောင်းတရားပါပဲဥပမာအားဖြင့် လူတွေဟာပြဿနာနဲ့ကြုံတဲ့အခါစိတ်ဖိစီးမှုကိုခံစားရတဲ့အခါတွေမှာစိတ်လိတ်တောက်လိုက်ရင်ဒီဖိစီးမှုအများစုပျောက်ွယ်သွားတယ်လို့တွေးထင်တတ်ကြပေမဲ့တကယ်တော့စိတ်ဖိစီးမှုမဖြစ်ခင်ကတည်းကအသွေးအသားတွေကစိတ်လိတ်တောင်းကြမှုကြောင့်မအိမ်မသာဖြစ်မှုဟာရှင်းနေနေပြီးသားဖြစ်ပါတယ်အဲ့ဒီမအိမ်မသာဖြစ်မှုတွေကြောင့်ပဲစိတ်လိုက်တောက်သူတွေဟာ မတောက်သူတွေထက်စိတ်ဖိစီးမှုကို ပိုခံစားနေကြရတာပါ ဒါအပြင်စိတ်လိုက်တောက်ချင်းကအသက်ရှူလန်းကြောင်းနှလုံးသွေးကြောစနစ်အာရုံကြောစနစ်အစာချေစနစ်နဲ့မျိုးပေါင်းစနစ်တွေကိုကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ဒီချက်ပိုဆိုးတာကနီကိုတင်းကြောင့်ခန္ဓာကိုယ်ပိုပြီးထိခိုက်လာတဲ့ဇာတ်ရဲကနေလူကလည်းစိတ်လိုက်ကိုပုံမှန်ဆွဲလန်းရင်ကိုယ်ရဲ့စိတ်ဆန်းအားနဲ့တတိတွေတဖြည်းဖြည်းပျောက်ဆုံးသွားရတော့တာပါပဲ။ နောက်ထပ်အစွဲမတစ်ခုကတော့ဆိတ်လိုက်ဟာစိတ်ဖိစီးမှုကိုတက်တာစေတဲ့အပြင်ဆိတ်လိုက်တော့ရင်အာယုံဆိုးဆိုင်မှုကောင်းတယ်ဆိုတာပါပဲအနုပညာရှင်တော်တော်များများကဆိတ်လိုက်တော့ရင်ဖန်တီးမှုတွေလောက်တတ်ကြတာကြောင့်ဆိတ်လိုက်ကိုအာယုံဆိုးဆိုင်မှုတီထွင်ဖန်တီးမှုတို့နဲ့တွဲဖက်ပြီးလူအများကရှုမြင်လေးရှိကြတာပါ တကယ်တော့ဆင်းလိတ်မှာပါဝင်တဲ့ဓာတုပစ္စည်းတွေဟာသွေးထဲမှာအောက်ဆီဂျင်သယ်နိုင်စွမ်းကိုရော့ချသွားစေတာကြောင့်အုံနောက်ကအောက်ဆီဂျင်လုံလုံလောက်လောက်မရရှိတော့တဲ့အတွက်ဆင်းလိတ်ဟာအာရုံစူးစိုက်မှုကို ပိုပြီးတောင်အားနည်းသွားစေပါတယ်။စာရေးသူရဲ့အဆိုအရနီကိုတင်းတက်ကမူးယစ်ဆေးတစ်မျိုးပါ။ ဒီမူးယစ်ဆေးကို လူသားတွေရဲ့ခန္ဓာကိုယ်ကမလိုအပ်ပါဘူးပထမဆုံးအကြိမ်စိတ်လိုက်တောက်သုံးသူရဲ့ခန္ဓာကိုယ်ကခြောင်ဆိုးမူးဝေအော့ကျင်အန်ဂျင်နာတွေခံစားရတာဟာနီကိုတင်းကအစိတ်အတောက်တစ်ခုဖြစ်ကြောင်းအတိပေးနေတာပါပဲစိတ်လိုက်တောက်လို့ဘာကောင်းကျိုးမှမရှိဘူးဆိုတာစိတ်လိုက်သမားတိုင်းလက်ခံကြပြီးသူတို့ရဲ့စမ်းမာရေးကိုကောင်းကောင်းထိခိုက်စေနိုင်တယ်ဆိုတာကိုလည်းသူတို့နားလည်ကြပါတယ် သူတို့ရဲ့သားသမီးတွေကိုစိတ်လိတ်သားဖို့တိုက်တွန်းမှာလားလို့မေးကြည့်ရင်လဲစိတ်လိတ်သမားတိုင်းလိုလိုလုံးဝပဲလို့ဖြေကြပါလိမ့်မယ်။ဒါပေမဲ့လက်တွေ့မှာတော့စိတ်လိတ်ရဲ့ဆိုးကျိုးတွေကိုလှစ်လူရှုထားကြတဲ့အပြင် စိတ်လိတ်မသားဖို့နှိုးဆော်ထားတဲ့ကမ်ပိန်းတွေကိုလည်းရှောင်ဖယ်သွားလိမ့်ရှိကြပါတယ်။စိတ်လိတ်ဟာနှလုံးရောဂါ၊ပန်းနာရင်ကျက်ရောဂါ၊သွေးလွှတ်ကြောမာရောဂါ အဆုတ်လေးမဝခြင်းရင်ကောင်းဆူအောင်ခြင်းအဆရှိတဲ့ယောဂါပေါင်းစုံဝင်ရာလမ်းကြီးဖြစ်နေပြီးခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုလည်းထိခိုက်ပျက်စီးစေပါတယ်။စိတ်လိုက်တောက်တုံးသူတချို့ကချောင်းမဆိုးတဲ့အတွက် သူတို့ကျန်းမာရေးကို စိတ်ပူစရာမလိုဘူးလို့ယူဆတတ်ကြပါတယ်။ချောင်းဆိုးခြင်းဆိုတာခန္ဓာကိုယ်ရဲ့ကိုရှူသွင်းမိလိုက်တဲ့အဆိတ်အတော့ဖြစ်စေတဲ့အရာတွေကိုအဆုတ်ထဲကနေဖယ်ရှားပေးလိုက်တဲ့သဘာဝဖြစ်စဉ်တစ်ခုပါ။ဒါကြောင့် စိမ့်လိုက်တိုက်လျက်သားနဲ့ချောင်းမဆိုးတော့ဘူးဆိုရင်အစုတ်ကကိုယ်ခန္ဓာကိုယ်ရဲ့ကိုဝင်လာတဲ့ကက်တရာနဲ့အခြားစိတ်တောက်တွေကို မဖယ်ရှားနိုင်တော့ဘူးလို့နားလည်ရမှာဖြစ်ပါတယ်။ကြာလာတဲ့အခါမှာအဲ့ဒီအစိတ်အတောက်တွေကကင်ဆာလိုယောဂါဆိုးမျိုးတွေအထိဖြစ်ပွားစေနိုင်ပါတယ်။ဒီတော့ချောင်းဆိုးတည်ဖြစ်စေချောင်းမဆိုးတည်ဖြစ်စေစိတ်လိုက်ကအစုတ်ကိုဒုက္ခပေးနေတာတော့အမှန်ပဲလို့ပြောရမှာပါ။ စိတ်လိုက်တောက်လို့ဘာကောင်းကျိုးမှမရှိဘူးဆိုတာနဲ့စိတ်လိုက်ကကျမ်းမာရေးကိုဘလောက်ဆိုးဆိုးဝါးဝါထိခိုက်စေတယ်ဆိုတာကိုလူတိုင်းသိရှိနားလည်သွားပြီဆိုရင်တော့စိတ်လိုက်ဖြတ်တာဟာခန္ဓာကိုယ်ထိခိုက်စေတဲ့အရာကိုစွန့်ပစ်လိုက်တာနဲ့အတူတူပဲဆိုတာနားလည်သဘောပေါက်သွားပါလိမ့်မယ်ရှိဘူးအားဖြင့်စိတ်လိုက်ဖြတ်ပြီးသုံးသက်ကြတဲ့အခါမှာခန္ဓာကိုယ်ထဲမှာရှိတဲ့နီကိုတင်းပမာဏ99ရာခိုင်နှုန်းကိုဖယ်ထုတ်လိုက်ပြီးဖြစ်သလို ခန္ဓာကိုယ်အသွေးအသားရဲ့စိတ်လိတ်တောင်းကြမှုဟာလည်းပြောက်ွယ်သွားမှာပါ။နေကိုချင်းဟာတခြားမူရင်းဆွဲလန်းစေတဲ့အရာတွေလောက်ပြင်းထန်မှုမရှိတာကြောင့်ကိုယ်စိတ်ကသာယတိပြတ်ဆုံးဖြတ်ထားမယ်ဆိုရင်တေချာပေါက်စိတ်လိတ်ဖြတ်နိုင်ပါလိမ့်မယ်။ကိုတကယ်လှုပ်ဖို့လိုတာကစိတ်လေးမတောက်ရင်တခုခုဆုံးရှုံးသွားမယ်လို့ထင်နေတဲ့အဲ့ဒီပူပန်မှုအကြောက်တရားကိုကြော်လွားပြီးစိတ်လေးကိုတကယ်ဖြတ်နိုင်ဖို့ပါပဲ။ ခုပြပြသွားတဲ့အကြောင်းအရာတွေကတော့စိတ်လေးကိုဘာကြောင့်တောက်ကြတယ်ဆိုတဲ့အကြောင်းတရားတွေနဲ့ပဝင်းကျင်ရဲ့လွှမ်းမှုမှုနီကိုတင်းဆွဲလန်းမှုတွေနဲ့ပတ်သက်တဲ့အဆွဲအမှားတွေပူပန်မှုအကြောင်းတရားတွေစိတ်လေးတောက်ခြင်းဟာကျန်းမာရေးကိုဘလောက်ထိဆိုးရွားစွာထိခိုက်စေနိုင်လဲဆိုတာတွေကိုဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့တမယိုးကျစိတ်လေးဖြတ်နီးလန်းတွေကဘာလို့မအောင်မြင်ရတာလဲဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးဆွေးနွေးသွားပါမယ်။ ဆေးလိပ်ဖြတ်ဖို့အတွက်တမယိုးကျနီလန်ပေါင်းမြောင်များစွာရှိပါတယ်။အဲ့ဒီထဲမှာမှအသုံးများဆုံးနီလန်တွေကတော့စိတ်ဆွမ်းအားနီလန်ဆေးလိပ်လျှော့တောက်တဲ့နီလန်နဲ့ဆေးလိပ်ကိုတခြားအရာတစ်ခုခုနဲ့အစားထိုးဖြတ်တောက်လိုက်တဲ့နီလန်တွေပါပဲ။ဒါပေမဲ့ဆေးလိပ်ဖြတ်ရမှာဒီလိုနီလန်တွေကအလုံးမဖြစ်ဘူးဆိုတာကိုနီလန်တစ်ခုချင်းစီအလိုက်လေ့လာကြည့်ကြရအောင်ပါ။ပထမဆုံးနီလန်ကတော့စိတ်ဆွမ်းအားနဲ့ဖြတ်တဲ့နီလန်ပါ။ ဒီနည်းလမ်းမှာတော့စိတ်လေးဖြတ်ဖို့အတွက်ကိုကိုကိုထိမ့်ချုံနိုင်မဲ့ပြင်ပြတဲ့စိတ်စွမ်းအားရှိဖို့လိုပါတယ်လူအများစုစိတ်လေးမပြတ်နိုင်ရတဲ့အကြောင်းရင်းဟာသူတို့မှာလုံလောက်တဲ့စိတ်စွမ်းအားမရှိတာကြောင့်လို့လက်ခံထားကြပါတယ်ဒါပေမဲ့လိလာတွေ့ရှိချက်တွေအရစိတ်လေးကိုနှစ်ပေါင်းများစွာတောက်တုံးလာသူတွေတောင် စိတ်စွမ်းအားနီလန်းကိုအတုံးပြုပြီးစိတ်လေးဖြတ်ကြတဲ့အခါမှာအချိန်အတိုင်းတာတစ်ခုထိစိတ်လေးပြတ်နိုင်ကြပေမဲ့ နောက်ပိုင်းမှာတော့ထုံးစံအတိုင်းစိတ်လိပ်ပြန်တောင်းမိကြတာကို တွေ့ရှိရပါတယ်။ဆာရည်တူခါကတော့ဒီစိတ်ဆန်းအားနဲ့ဖြတ်တဲ့နီလန်းကလုံးဝအလုံးမဖြစ်ဘူးဆိုတာကိုလက်ခံထားပါတယ်။ဒါဆိုရင်စိတ်ဆန်းအားနီလန်းဟာဘာကြောင့်အလုံးမဖြစ်တာလဲ။ဘလို့အားနဲ့ချက်တွေရှိနေတာလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။လူအများစုကစိတ်လိပ်ကို တရက်နှစ်ရက်လောက်နဲ့ချက်ချင်းဖြတ်နိုင်တယ်ဆိုတဲ့အစွဲမှားတွေရှိတတ်ကြပါတယ်။ ဘသူမဆိုစိတ်လေးဖြတ်ဖြတ်ချင်းရဲ့အနှဲငယ်အတွင်းမှာ ကိုကိုကိုအောင်နိုင်သူလို့ခံစားရနိုင်ပေမဲ့တရက်ပြီးတရက်ကုံဆုံးလာတာနဲ့အမျှစိတ်တက်တွေပိုကျလာပြီးစိတ်ဖိစီးမှုတွေပိုများလာမှာပါအဲ့ဒီစိတ်ဖိစီးမှုတွေကပြင်ပကလာတာမဟုတ်ဘဲနီကိုတင်းဆွဲလန်းမှုဒါမှမဟုတ်နီကိုတင်းပြက်လက်မှုကြောင့်ခန္ဓာကိုယ်မအီမသာဖြစ်မှုတွေကနေပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီလိုစိတ်ပြည့်စုံမှုခံလာရတဲ့အခါမှာတော့စိတ်လေးဖြတ်သူတွေဟာစိတ်လေးဖြတ်ခြင်းကိုဆွလွတ်အနစ်နာခံခြင်းတစ်ခုလို့မြင်လာကြပါတယ်။စိတ်ဆွမ်းအားနဲ့စိတ်လေးဖြတ်တဲ့နီလန်းဟာတခြားသမယိုးကြစိတ်လေးဖြတ်နီလန်းတွေလိုပဲစိတ်လေးတောက်သူတွေကိုတစုံတစ်ခုဆွလွတ်အနစ်နာခံနေရတယ်ဆိုတဲ့အတွေ့အမျိုးတက်ရောက်စေပါတယ်။ဒီနီလန်းနဲ့စိတ်လေးဖြတ်တဲ့အခါမှာ တူတောင်းတဲ့အချိန်တစ်ခုအတွင်းစိတ်လေးဖြတ်တောက်ထားနိုင်တာမှန်ပေမဲ့ဒါဟာစိတ်လေးကိုဆွဲလန်းတဲ့စိတ်ကိုချိုးနှိမ်ထားတာဖြစ်ပြီးလောဝပြောက်ွယ်သွားတာတော့မဟုတ်ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်လေးပြက်တာ6လလောက်ရှိရင်တောင်မှစိတ်လေးကိုချစ်ခင်ဆွဲလန်းမှုကတော့ကြံနေအောင်မှဖြစ်လို့ဘဝမှာတစုံတစ်ခုလက်ဟာနေတယ်လို့ခံစားနေရအောင်ပါ။ တီတော့စိတ်လေးကိုတန်းတားစိတ်နဲ့စိတ်လေးတောက်ဖို့အကြောင်းပြချက်တစ်ခုရအောင်ရှာပြီးပြန်တောက်မိသွားတဲ့အခါကိုကိုကိုစိတ်ခွန်အားနည်းတယ်လို့အပြစ်တင်မဆုံးဖြစ်နေတော့မှာပါ။ဒါဆိုရင်တော့စိတ်ဆန်းအားနဲ့စိတ်လေးဖြတ်တဲ့နီလန်းကအလုံးမဖြစ်ဘူးဆိုတာကိုမြင်နိုင်တော့ပါပြီ။စိတ်လေးဖြတ်တဲ့နောက်ထပ်နီလန်းတစ်ခုဖြစ်တဲ့ short တောက်တဲ့နီလန်းကိုတော့ဆက်ဖက်သူတို့ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဆရာဝန်နဲ့ကျွမ်းကျင်အကြံပေးအများစုကတော့စိတ်လေးဖြတ်ဖို့အတွက်တဖြည်းဖြည်းရှော့တောက်တဲ့နီလန်းကိုထောက်ခံကြပါတယ်။ဒါပေမဲ့စာရေးသူကတော့ဒီနီလန်းဟာစိတ်လေးဆွလန်းမှုကိုအမှန်တကယ်ပြတ်တောက်အောင်မလုပ်နိုင်ဘူးလို့ရေးသားဖော်ပြထားပါတယ်။လူတွေပြောကြတဲ့မနေ့ကစိတ်လေးဆယ်လေးတောက်ပေမဲ့ဒီနေ့ငါးလေးပဲတောက်တယ်။မနက်ပိုင်းပဲတောက်တယ်။နေ့ကင်းပဲတောက်တယ်။စင်းစားစရာရှိတဲ့အချိန်တွေလောက်ပဲတောက်တယ်ဆိုတာမျိုးတွေဟာ စိတ်လေးကိုရှော့တော့တယ်ဆိုတဲ့နီလန်းတွေပါပဲလူတွေဟာစိတ်လေးကို အခုရှော့တော့နိုင်ရင်နောက်အခါမှာတောက်တာပုံနေသွားလိမ့်မယ်လို့ထင်ကြပါသေးတယ်စိတ်လေးတောက်တာနေသွားရင်တောက်ချင်တဲ့စိတ်နေသွားမယ်လို့လည်းယူဆကြပြန်ပါသေးတယ်တကယ်တော့စိတ်လေးတောက်တဲ့အခါမှာခန္ဓာကိုယ်အတွင်းမှာရှိတဲ့နီကိုတင်းတွေညှော့နေသွားလို့ဖြစ်လာတဲ့မအီမသာဖြစ်မှုကပုံမူပြီးတော့ပြင်းထန်လာမှာပါ။ စိတ်လိတ်မတော့ဖန်းနေတဲ့အချိန်ကြာမြင့်လေးလေးနောက်တစ်ချိန်စိတ်လိတ်ပြန်တော့မိတာနဲ့စိတ်လိတ်အပေါ်သူတို့ရဲ့မိကုံမှုဟာပိုတိုးလေးလေးပဲဖြစ်ပါတယ်။အကျိုးဆက်အရာကောင်းမွန်တဲ့ဘဝနေထိုင်မှုပုံစံပျောက်ဆုံးလာပြီးစိတ်တူရဲသူတွေစိတ်ဆက်တဲ့သူတွေဖြစ်လာကြပါပြီ။ ဒီလိုနဲ့နောက်တစ်ချိန်စိတ်လိတ်ပြန်တောက်မိပြီဆိုရင်လဲစိတ်လိတ်ကိုခက်ပြင်းပြင်းရှိုက်သွင်းရင်းနဲ့အရင်ကထက်အတောင်စိတ်လိတ်တောက်ရတာကိုပိုပြီးနှစ်ချိတ်သွားတဲ့သူတွေလည်းဖြစ်လာကြပါလိမ့်မယ်။စိတ်လိတ်တောက်တဲ့သူတွေရဲ့အုံနောက်ကိုမှားရွှမ်းလွှမ်းမိုးနေတဲ့နောက်ထပ်တစ်ချက်ကစိတ်လိတ်တောက်ရတာဟာပျော်ရွှင်နှစ်ချိတ်စရာကောင်းတယ်ဆိုတာပါပဲ။ ဒီအချက်ကပဲစိတ်လေးဖြတ်ရမှာအကြီးမားဆုံးအဟံအတားဖြစ်နေတာဖြစ်ပြီးစိတ်လေးကိုရှော့တောက်တဲ့နေ့ကပျော်ရွှင်မှုရောကြသွားသလို ဖြစ်စေတာကြောင့်စိတ်လေးဖြတ်တဲ့ဝေဒနာကို ကြာရှည်ခံစားရတာပဲအဖက်တင်ပါတယ်။အဲဒါကြောင့်တဖြည်းဖြည်းရှော့တောက်ပြီးစိတ်လေးဖြတ်တဲ့နီလန်းဟာစိတ်လေးကင်းစင်တဲ့ဘဝကိုရရှိနိုင်မဲ့အထူးရောက်ဆုံးနီလန်းတစ်ခုလည်းဟုတ်မနေပြန်ပါဘူး။ တင်နီးလန်းဟာတချို့တင်ဆိုးတွေကိုပဲဖျောက်ရမှာအသုံးဝင်နိုင်ပေမဲ့ဆေးလိပ်တောက်တာဟာအကျင့်မဟုတ်ဘဲဆွဲလမ်းမှုတစ်ခုသာဖြစ်တာကြောင့်အသုံးမဝင်တာဖြစ်ပါတယ်။နောက်ထပ်အသုံးများတဲ့တမယိုးကျနီးလန်းတစ်ခုကတော့ဆေးလိပ်ကိုတစုံတစ်ခုနဲ့အစားထိုးဖြတ်တဲ့နီးလန်းပါ။ဒီလိုဆေးလိပ်ဖြတ်ရမှာ လူတချို့က ပီကဲတကြားလုံးပူရှိန်စသဖြင့်အစားထိုးတတ်ကြပေမဲ့ဆိုင်ရီသူကတော့နီကိုတင်းဟာအစားအစာမဟုတ်ဘဲအစိတ်အတောက်သာဖြစ်တာကြောင့်အစားထိုးဖို့မလိုအပ်ဘူးလို့ထောက်ပြထားပါဗျ။ဘာကြောင့်လဲဆိုတော့အစားအသောက်ဟာစိတ်လိပ်ဖြစ်လို့ဖြစ်လာတဲ့မအိမ်မသာဖြစ်မှုကိုလျော့ပါအောင်လုပ်ပေးနိုင်တဲ့အစွမ်းတတ္တိမရှိလို့ပါပဲ။ ဒီလိုမျိုးအစားတစ်ခုခုနဲ့အစားထိုးတာကစိတ်လေးပြတ်ဖို့အတွက်ဆွတ်လွတ်အနစ်နာခံမှုတစ်ခုလုံးလိုက်ရတယ်ဆိုတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ဒီလိုနဲ့စိတ်လေးမပြတ်တဲ့အပြင်တကြားလုံးနေစားလို့ကိုယ်လေးချိန်တိုးခြင်း၊နီကိုတင်းပါတဲ့ပီကယ်မျိုးစားမယ်ဆိုရင်လည်းပီကယ်ဆဲလန်းခြင်းတွေသာအဖက်တင်ပါလိမ့်မယ်။ ဒီဘက်ကမှာတော့စိတ်လေးတောက်သုံးသူတွေက electronic cigarette တွေရယ်ပုံမှန် cigarette တွေနဲ့မတူဘဲကတ္တရာပါဝင်မှု short ချထားတဲ့ cigarette တွေရယ်ကိုအစားထိုးတောက်သုံးပြီးစိတ်လေးဖြတ်ဖို့ကြိုးပမ်းလာကြပါတယ်။ e-cigarette တွေမှာ nicotine ပါဝင်မှုနဲ့ပါပြီးခန္ဓာကိုယ်ကိုဘေးသိမ့်မဖြစ်စေဘူးလို့လူတွေကယုံကြည်ကြပေမဲ့လိလာမှုတွေအရာတော့ဒီ e-cigarette တွေနဲ့အဆုတ်ရောဂါဆက်နွယ်မှုများပြားလာပြီးသေဆုံးမှုတွေတောင်ရှိခဲ့ပါတယ်။ အလားတူပဲကတ္တရာပါဝင်မှုရှင်းချထားတဲ့ secret တွေဟာလည်းကျမ်းမာရေးအန္တရာယ်ကိုမရောကျစေတဲ့အတွက်ဒီအစားထိုးတောက်တဲ့အရာတွေကလည်းအမှန်တကယ်အလုံးမဖြစ်ဘူးဆိုတာကိုလေ့လာတွေ့ရှိရပြန်ပါတယ်။အခုပြပြသွားတဲ့အကြောင်းအရာတွေကတော့တမယိုးကျစိတ်လေးဖြတ်တဲ့နီလန်းတွေကဘာကြောင့်အလုံးမဖြစ်တာလဲဆိုတာကိုဆွေးနွေးသွားတာဖြစ်ပါတယ်။ဒါဆိုရင်နောက်ဆုံးအခန်းအနေနဲ့စိတ်လေးကို အလွယ်ကူဆုံး ဘလို့ဖြတ်ရမလဲဆိုတဲ့အကြောင်းဆွေးနွေးပေးသွားပါမယ်။စာရေးသူကတော့စိတ်လေးဖြတ်ရမှာအရေးကြီးဆုံးအချက်ကမှန်ကန်တဲ့အချိန်ကိုရွေးချယ်ခြင်းလို့ပြောထားပါဗျ။စိတ်လေးဖြတ်ဖို့ပြင်ဆင်တဲ့အခါဘလို့လုံးဆောင်မယ်ဆိုတာကို အစီအစဉ်အသေးစိတ်ရေးဆွဲထားရမှာဖြစ်ပါတယ်။ပြီးရင်အဲ့ဒီအစီအစဉ်ကိုလိုက်နာဆောင်ရွက်ဖို့နေ့စဉ်ဘဝရဲ့ဦးစားပေးဖြစ်နေရပါမယ်။ပထမဆုံးအနေနဲ့စိတ်လေးဖြတ်မဲ့ကာလကို၃ပတ်လောက်ကတ်မှတ်ထားဖို့လိုပါတယ်။ ီအချိန်အတိုင်းကြာဟာခန္ဓာကိုယ်အနေနဲ့နီကိုတင်းဆွဲလမ်းမှုကိုဖယ်ရှားဖို့လိုအပ်တဲ့အချိန်ပမာဏဖြစ်ပါတယ်။သုံးပတ်ကြာကာလအတွင်းမှာဆေးလိပ်ဖြတ်ဖို့အတွက်ကိုယ်ဘဝကိုကောင်းကောင်းမွန်မွန်စီမံခန့်ခွဲရမှာဖြစ်ပြီးဘလို့အချိန်တွေမှာဆေးလိပ်ကိုပိုတောက်ဖြစ်တယ်လဲလို့မေးခွန်းထုတ်ရမှာပါ။ကိုကစီးပွားရေးသမားတယောက်အနေနဲ့စာချုပ်တစ်ခုလက်မှတ်မထိုးခင်ဒါမှမဟုတ်စီးပွားရေးကိစ္စတွေမဆွေးနွေးခင်မှာစိတ်လိတ်တွေပိုတောက်မိနေသလား ါးဆိုရင်စိတ်လေးဖြတ်တဲ့အခါမှာအဲ့ဒီလိုစိတ်ဖိစီးမှုတွေမရှိတဲ့အချိန်ကိုရွေးချယ်ပါဒီလိုလူတွေအတွက်အပန်းဖြေခရီးတွေနှစ်ကုံအားလက်ရက်တွေဟာစိတ်လေးဖြတ်ဖို့အတွက်အကောင်းဆုံးအချိန်တွေဖြစ်ပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ပဲကိုကငင်းငွေးမှုဖြစ်တဲ့အခါမှာစိတ်လေးပိုတောင့်မိတယ်ဆိုရင်ကိုငင်းငွေးမှုမဖြစ်နိုင်တဲ့အချိန်မျိုးကိုစိတ်လေးဖြတ်မှတ်ကာလအဖြစ်ရွေးချယ်ရပါမယ်အထုံအနေနဲ့ပြောရရင် ကိုကိုစိတ်လိတ်တော့ဖို့လှုံ့ဆော်မှုအ ਨੇ ဆုံးကာလကိုစိတ်လိတ်ဖြတ်ဖို့ရွေးချယ်ရမှာဖြစ်ပါတယ်။လူတွေဟာတစ်ချိန်ချိန်မှာစိတ်လိတ်ဖြတ်မယ်ဆိုတဲ့အတွေးမျိုးရှိကြပေမဲ့တကယ်တမ်းဖြတ်ဖို့အခွင့်အရေးရလာချိန်မှာတော့နေရွှေညာရွှေလုတ်တက်ကြပါတယ်။ပုံဆိုးတာကဒီဆွဲလန်းမှုကသူ့အလိုလို နောက်တစ်နေ့အိမ်ရာနိုးတာနဲ့ပျောက်သွားနိုင်တယ်လို့စိတ်ကူးယဉ်နေကြတာပါ။ နီကိုရင်းကိုဆွဲလွှဲမှုဖြစ်စေတဲ့မူရည်စေးကသူ့လိုလိုပြက်ကွယ်သွားမယ့်အရာမျိုးဖြစ်နိုင်ပါမလားဆိုတာစာဖတ်သူတို့လည်းစဉ်းစားကြည့်လိုက်ပါဒါကြောင့်စိတ်ကူးရင်နာတွေကိုရက်တန်းလိုက်ပြီးစာရေးသူအကြံပေးထားတဲ့သုံးပတ်ကိုသာအမြန်ဆုံးစတင်လိုက်ပါပထမတဆင်ဖြစ်တဲ့စိတ်လေးပြဖို့အတွက်မှန်ကန်တင့်တော်တဲ့အချိန်ကိုရွေးချယ်ပြီးရင်တော့ဒုတိယအဆင့်အနေနဲ့ဘယ်တော့မှစိတ်လေးထက်မတော့တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုချဖို့ပါ နောက်ဆုံးအဆင့်ကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်လုံးဝတန်တရားမရှိပဲရှေ့ဆက်သွားရမှာပါ။စိတ်လေးဖြစ်နေတဲ့အချိန်အတွင်းမှာစိတ်လေးတောက်သူကိုတွေ့ရင်လည်းလုံးဝအာမကျလိုက်ပါနဲ့။တကယ်တော့စိတ်လေးတောက်တဲ့သူတွေဟာတနာစရာကောင်းပြီးနီကိုရီးရဲ့ဆွဲလန်းစီမှုအောက်မှာကြာရောက်နေတဲ့အသားကောင်တွေပဲဖြစ်ပါတယ်။စိလေးတောက်တုံးသူတွေဟာလူမှုရေးအခမ်းအနားတွေမှာစိလေးတောက်ချင်စိတ်ပေါ်လာရင်ထွက်တောက်ဖို့အတွက် အကြောင်းပြချက်အမျိုးမျိုးရှာကြရပါတယ်။ အိမ်မှာကိုယ်ကလေးတွေနဲ့အတူနေချိန်မျိုးမှာစိတ်လေးတောက်ချင်လာရင်လေကလေးတွေစမ်းမရေးမထိခိုက်စေဖို့အတွက်ဝေယနာထွက်ပြီးတောက်ရတာနဲ့ကရိကထများလာပါတယ်စိတ်လေးကိုအာအမြင်မြင်ထက်နိုင်ခဲ့သူရဲ့ဘဝကိုလေ့လာကြည့်ရင်စိတ်လေးတောက်ချင်ရခံစားခဲ့ရတဲ့စိတ်မသက်မသားဖြစ်မှုအလုံးပျောက်ွယ်သွားခဲ့ပြီးစိတ်လေးတောက်သုံးတုံးကထက်ပိုပြီးတကြွမှုတွေရှိလာတာကိုတွေ့ရပါတယ် ဆေးလိပ်ဖြစ်နေတဲ့ကာလအတွင်းမှာလဲဆေးလိပ်ဖြတ်ဖို့အတွက်ကိုချခဲ့တဲ့ဆုံးဖြတ်ချက်အပေါ်ဘယ်တော့မှတန်တရားမဝင်ပါနဲ့တကယ်တော့ဆေးလိပ်အလွန်ကျွံတောက်ခဲ့တဲ့သူတွေတောင်ဆေးလိပ်ဖြတ်တဲ့အချိန်မှာနိုင်ပေါင်းများစွာဆေးလိပ်မတောက်ဘဲနေနိုင်ကြသလိုဘလို့မအီမတာဖြစ်မှုမျိုးမှလည်းမခံစားရပါဘူးကိုကစိတ်လေးဖြတ်လို့မအီမတာဖြစ်တယ်ဆိုရင်ဒါဟာစိတ်လေးဖြတ်တာကြောင့်မဟုတ်ဘဲစိတ်လေးတောက်တုံးကနီကိုတင်းဆွဲလိုက်ခဲ့တဲ့ရလက်တွေလို့သိထားရပါမယ် အချိန်ထဲမှာပဲဆေးလိပ်တောက်ခြင်းကကိုယ်ခန္ဓာကိုယ်ကိုဆိုးဆိုးရွားရွားထိခိုက်မှုဖြစ်စေတာကို ပြန်အမှတ်ရနိုင်ဖို့အရေးကြီးပါတယ်။ဒီထက်ပိုအရေးကြီးတာကကိုယ်အနေနဲ့ဆေးလိပ်ဖြတ်နိုင်မှုမျှော်လင့်နေတာမဟုတ်ဘဲအမှန်တကယ်ဆေးလိပ်ပြတ်နေပြီလို့ခံယူထားဖို့ပါပဲ။ဆေးလိပ်ပြတ်ဖို့အတွက်လူခန္ဓာကိုယ်ဟာခံမှန်းချေအချိန်ကာလရက်သက်တပတ်၃ပတ်လောက်လိုအပ်တယ်ဆိုတာကိုသိရှိနားလည်ပြီးနောက်မှာကိုယ်ကိုယ်ကို အမြဲမပြတ်တတိပေးရမှာက ဒီသုံးပတ်ပြီးရင်စိတ်လေးရဲ့ကြေးကျုံဘဝကနေလွတ်မြောက်ပြီဆိုတာပါပဲစိတ်လေးလုံးဝမတောက်တဲ့သုံးပတ်ကာလအတွင်းမှာနီကိုတင်းပြက်လက်မှုကြောင့်မအီမတာဖြစ်မှုလေးတွေဖြစ်ပေါ်ကောင်းဖြစ်ပေါ်လာနိုင်ပါသေးတယ်အဲ့ဒီမအီမတာဖြစ်မှုလေးတွေဟာသိငယ်ပြီးနာကျင်ရလောက်တဲ့အချိန်မဟုတ်ဘူးဆိုပေမဲ့မျက်ခြေမပြတ်စောင့်ကြည့်ဖို့တော့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ ကိုကိုစိတ်လိတ်တောင်းတအောင်လုံနိုင်တဲ့အခြေအနေနှစ်ရက်ရှိနေပြီးပထမ အခြေအနေကတော့အဲ့ဒီမအိမ်မသာဖြစ်မှုတွေပါပဲအဲ့ဒီလိုအခြေအနေမျိုးမှာဘိုက်စာတာတွေစိတ်အနှောင့်အယှက်ဖြစ်တာတွေကနာမငြိမ်ဖြစ်တာတွေရှိတတ်ပြီးဒါတွေဟာနီကိုတင်းတက်ကြောင့်ဖြစ်နေရတာပါစာဖတ်သူသိထားတဲ့အတိုင်းခန္ဓာကိုယ်ကအစာကိုပဲလိုပြီးနီကိုတင်းကိုလိုတာမဟုတ်ပါဘူး နီကိုရင်းကစိတ်လိုက်အပေါ်မိခိုရှင်တန်နေတဲ့အစိတ်ပိုးမွားတဲ့ဖွယ်သားဖြစ်တာကြောင့်စိတ်လိုက်မတော့ဘဲသုံးပတ်လောက်နေလိုက်မယ်ဆိုရင်အဲ့ဒီအစိတ်ပိုးမွားလေးဟာတည်ခြင်းတရားနဲ့အဆုံးခန်းတိုင်သွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအစိတ်ပိုးမွားလေးကခန္ဓာကိုယ်ရဲ့ကနေအလွယ်တကူထွက်သွားမှာတော့မဟုတ်ပါဘူး။သူအစွမ်းရှိသလောက်ခန္ဓာကိုယ်ကိုနာကျင်ခံစားရအောင်လုပ်အောင်မှဖြစ်တယ်လို့ပြန်တော့ချင်လာအောင်လဲသွေးဆောင်ဖျားယမှုတွေလုပ်နေအောင်ပါ ဒီနေရာမှာစိတ်လိတ်တောင့်တအောင် လုပ်တဲ့ဒုတိယအခြေအနေအဖြစ်အရေးပါလာတာက activity လို့ခေါ်တဲ့လှုပ်ရှားလှုပ်ဆောင်မှုတွေပါပဲဥပမာအားဖြင့်ကိုကဖဲရရင်ဖြစ်ဖြစ် စာရေးရင်းမဲ့ဖြစ်ဖြစ်စိတ်လိတ်တောင့်လေရှိခဲ့ရဆိုရင်စိတ်လိတ်ကိုအဲ့ဒီလှုပ်ဆောင်မှုတွေနဲ့တွဲဖက်ပြီးကိုယ့်ရဲ့စိတ်ကအမှတ်သားထားပါတယ်အဲ့ဒါကြောင့်စိတ်လိတ်ဖြစ်နေတဲ့ကာလအတွင်းမှာ ဖဲရိုက်တာမျိုးဒါမှမဟုတ်စာရေးတာမျိုးတွေလုံးမိမယ်ဆိုရင်ခန္ဓာကိုယ်ကစိတ်လေးတောက်ချင်လာအောင် ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုပြုပါတော့လေမိတ်ဆွေတွေနဲ့အတူညစာစားတဲ့အချိန်မျိုးဟာလည်းစိတ်လေးတောက်ချင်လာအောင်လှုံ့ဆော်လေးရှိတဲ့နောက်ထပ်အကြောင်းတရားတစ်ခုပါပဲညစာစားပြီးချိန်တွေမှာလူတိုင်းကစိတ်လေးတောက်ရင်းနဲ့အချင်းချင်းစကားစမြည်ပြောဆိုတဲ့အလေးထားရှိကြပါဗျာ ဒီအချိန်လေးကကိုယ့်ကိုလည်းစိတ်လိမ်မီးညှိကျင်တဲ့စိတ်ဖြစ်စေလာတဲ့ကာလဖြစ်ပြီးကိုကလွဲလို့လူတိုင်းစိတ်လိမ်တောက်နေတဲ့အခါမှာကို့မှာတစုံတစ်ခုလိုအပ်နေသလိုမျိုးမိစေရဲ့ဈာထဲမှာအထီးကျန်နေသလိုမျိုးခံစားချက်ကိုလည်းရရှိစေပါတယ်စိလေးပြတ်ဖို့အတ ିକ လိုအပ်တာကလည်းစိလေးဖြစ်နေတဲ့ကာလအတွင်းမှာဒီခံစားချက်တွေကိုကြော်လွားဖို့ပါပဲဒီလိုကြော်လွားတဲ့နေရာမှာစိလေးတောက်နေတဲ့သူတွေကိုတွေ့တဲ့အခါ သူတို့ဟာဆင်းလည်ရဲ့ကြေးကျုံဘဝကနေကုကရာမဲ့နေတဲ့သူတွေပါလားလို့သဘောပေါက်ပြီးကုကိုကိုမတောက်မိအောင်ထိမ့်သိမ်းရမှာဖြစ်ပါတယ်နောက်ဆုံးတင်ပြပေးချင်တာကတော့ဒီလိုနီးမှန်လမ်းမှန်နဲ့စိတ်လေးဖြတ်နေရင်သုံးပတ်တာကာလအတွင်းမှာနောက်ဆုံးတလိပ်ပါပဲဆိုတဲ့အတွေးမျိုးပေါ်လာမှာကိုတတိထားဖို့ပါပဲတောက်မိသွားရင်တော့ရှေ့မှာစူးစမ်းအားထုတ်ခဲ့သမျှတွေကအချင်းကြီးဖြစ်သွားပါလိမ့်မယ်လူတွေဟာ အောင်အောင်မြင်မြင်စိတ်လေးဖြတ်နိုင်ခဲ့ပြီးနောက်မှာလဲကြီးမားတဲ့အာထုတ်ခဲရမှုတွေအတွက်ကိုကိုကိုစုချတဲ့အနေနဲ့စိတ်လေးတလေးလောက်တောက်လိုက်တာဟာစိတ်လေးကို ပြန်မစွဲစေနိုင်ဘူးလို့အတွေးရှိကြပါတယ်တကယ်တော့စိတ်လေးစွဲလမ်းမှုဟာပထမဆုံးတဖွာကနေစခဲ့တာပဲဖြစ်ပါတယ်စိတ်လေးလေးတလေးဟာလဲနီကိုတင်းဆိုတဲ့တေအံ့မှုမှုအစိတ်ပိုးမွားလေးကို ပြန်လည်ရှင်သန်သွားစေနိုင်ပါတယ်ဒါဆိုရင်တော့ဒီအစိတ်ပိုးမွားကကိုကို ပြန်အနိုင်ယူသွားပြီးစိတ်လျဲ့ကျေးကျုံ ပြန်ဖြစ်သွားပါလိမ့်မယ်လို့စာရေးသူကပြောပြထားပါတယ်။ညီကောင်းချက်အနေနဲ့စိတ်လျဲ့တောက်တုံးမှုဟာပဝင်းကျင်ရဲ့လွှမ်းမိုးမှုနဲ့နီကိုတင်ဆွဲလန်းမှုကနေဖြစ်ပေါ်လာတဲ့အစွဲမတွေကြောင့်သာဖြစ်ပြီးစိတ်လျဲ့တောက်သူတွေတွေးထင်ထားသလိုစိတ်လျဲ့မှာဘလို့အကျိုးကျေးဇူးမှမရှိကြောင်းနဲ့စိတ်လျဲ့ဖြတ်တာဟာပဲအရာကိုမှဆွန့်လွတ်လိုက်ရတာမျိုးမဟုတ်ဘူးဆိုတာကိုနားလည်သဘောပေါက်ခဲ့ကြမှာပါ။ ဆေးလိပ်ဖြစ်ရမှာလဲတမန်ရိုးကြနီးလန်းတွေဖြစ်တဲ့စိတ်ဆွမ်းအားနီးလန်းဆေးလိပ်လျှော့တောက်တဲ့နီးလန်းဆေးလိပ်နေရာမှာတခုခုနဲ့အစားထိုးတဲ့နီးလန်းတွေကလည်းဆေးလိပ်အပေါ်စိတ်ဆွဲလန်းမှုတောက်ွယ်မသွားစေဘူးအလုံးမဖြစ်ဘူးဆိုတာကိုနားလည်ခဲ့ကြမှာပါအကောင်းဆုံးဆေးလိပ်ဖြတ်နည်းကတော့ တင့်တော်မှန်ကန်တဲ့အချိန်ကိုရွေးချယ်တတ်ဖို့ဖြစ်ပါတယ်။စိတ်လေးဖြတ်နေတဲ့ကာလအတွင်းမှာခန္ဓာကိုယ်တုံ့ပြန်မှုတွေနဲ့စိတ်လေးတောက်ချင်လာအောင်သွေးဆောင်မှုတွေကိုတတိပြုစောင့်ကြည့်ဖို့လိုတယ်လို့နီကိုတင်းထောင်ချောက်ထဲပြန်ကြမသွားဖို့လည်းတတိချရပါလိမ့်မယ်။စိတ်လေးဖြတ်တဲ့နေရာမှာသွေးသားတောင့်ကြမှုကိုဖြစ်စေတဲ့နီကိုတင်းအစိပ်ပိုးမွှားလေးကိုခန္ဓာကိုယ်ရဲကအပီးပိုင်မောင်းထုတ်ခြင်းကသာစိတ်လေးဖြတ်ရမယ့်နီလန်းဖြစ်ကြောင်းဖော်ပြရင်းနဲ့ဒီစာအုပ်ရဲ့အနှစ်ချုပ်ကိုညီကုန်းထုတ်လိုက်ပါရရှင်။ နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျေးဇူးပြုပြီး channel လေးကို like and subscribe လုပ်ပေးရင်အားပေးကြပါအောင်ရှင်။